မင်္ဂလာပါရှင်မေလာတရရဲ့ကြာသပတေးနေ့ရက်ရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစားတင်ဆက်ပေးမှာကတော့သုံးခွမြို့နယ်တွင်စာပြေးရေးနည်းပညာသင်တန်းဖွင့်လှစ်တဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့နယ်တွင်2025 2026ခုနှစ်မိုးစမဆောက်ပြူတဲ့အတင်းသားများသို့စပ်ပြူရေးနည်းပညာသင်တန်းကိုမြို့နယ်တမဝရမဦးစီးဌာနရုံးမှဧပြီ29ရက်မွန်းလယ်တနေ့ကဖွင့်လှစ်ကြောင်းသိရပါတယ်။ဦးစွာမြို့နယ်တမဝရမဦးစီးဌာနဦးစီးအရာရှိဒေါက်တာနေအေးကသင်တန်းဖွင့်မှာစကားပြောကြပါတယ်။ တင်နန်းတွင်မြို့နယ်စပ်ပြိုးရေးဦးစီးဌာနမှဦးတင်မြောင်ကတင် जा ပို့ချပေးပြီးတောင်သူ60ဦးတယောက်ကြားကဧပြီ29ရက်နေ့30ရက်တို့တွင်ဖွင့်လှစ်ကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုလို့စီသူလင်းကပေးပို့လာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့နိုင်သာရအရှိပိုင်းမြို့နယ်တွင်ဒေသန္တရစီမံကိန်းရှိမှန်းချက်များတာဝန်ပေးရတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာအရှေ့ပိုင်းမြို့နယ်တွင်2025-2026ဘဏ္ဍာနှင့်ဒေသနာစီမံကိန်းရှင်မန်းချက်တာဝန်ပေးရပွဲကိုဧပြီ29ရက်နေ့နဲ့9ရက်ကအထူးတီအုပ်ချုပ်ရေးဦးစီးဌာနယုံအစည်းအဝေးခန်းမှာပြုလုပ်ကြောင်းသိရပါသည်။ ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဘော်ကအမှားစကားပြောကြားပြီး2024-2025ဘဏ္ဍာနှင့်ဧပြီလမှမတ်လအထိစီမံကိန်းညီမှန်းချက်များအပေါ်အကောင့်တွေဖော်နိုင်မှုအခြေအနေနဲ့2025-2026ဘဏ္ဍာနှင့်ဧပြီလမှမတ်လအထိဒေသန္တရစီမံကိန်းညီမှန်းချက်များရေးဆွဲထားရှိမှုအခြေအနေများကိုမြို့နယ်စီမံကိန်းဦးစီးဌာနဦးစီးအရာရှိဒေါ်ဆန္နာဝင်းကရှင်းလင်းပြောကြားပါသည်။ အရင်နောက်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌကဒိုင်းဒေသကြီးဗန္နာရံမုံငွေဖြင့်ဆောင်ရွက်မိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းများနဲ့ဒေသနာစီမံကိန်းရင်းမဲ့ချက်တာဝန်ပေးရလွှာများကိုမြို့နယ်ဌာနဆိုင်ရာများအားပေးရကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ခင်ဝင်းမှုကပေးပို့လာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့နိုင်တရာအရှိပိုင်းမြို့နယ်တွင်ပြည်သူ့စစ်မှုထမ်းဥပဒေ၊ဤဥပဒေအသိပညာပေးဟောပြောဝေးပြုလုပ်တဲ့တဲ့တင်ဖြစ်ပါတယ်။ ဒေသခံပြည်သူများအားပြည်သူစစ်မှုထမ်းဥပဒေညဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲကိုဧပြီ30ရက်နေ့နဲ့10နိုင်ကလိုင်သာရအရှိပိုင်းမြို့နယ်ညောင်ကြီးရွာကနောင်ခမ်းမတွင်ပြုလုပ်ကြောင်းသိရပါသည်။ဟောပြောပွဲတွင်မြို့နယ်ပြည်သူစစ်မှုထမ်းအဖွဲ့အတွင်ရင်မူဥစော်တာကလူထူမြို့နယ်ဥပဒေအရာရှိဒေါက်တာတေဝင်းတို့ကရှင်းလင်းပြောကြားပြီးဒေသခံပြည်သူများကသိရှိလိုသည့်များကိုမေးမြန်းရာဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးကပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ခင်ဝင်းမှုကပြပူလာတာပါ။ နောက်ဆုံးတင်ဆက်ပေးမှာကတော့ဘုတထောင်မြို့နယ် community center တွင်ပကြီးပြိုင်ပွဲပြုလုပ်တဲ့တဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဗုဒ္ဓထောင်မြို့နယ်ပြန်ချိုင်းနေပြည်သူဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင်ဧပြီ29ရက်မွန်းလယ်တနာရီကပကြီပြိုင်ပွဲပြုလုပ်ရာចောင်းသားចောင်းသူ15ဦးပါဝင်ရှင်ပြိုင်ကြကြောင်းသိရပါသည်။ဆုရចောင်းသားចောင်းသူများအားမြို့နယ်ပြန်ချိုင်းနေပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါက်ခေဝင်းကြီးနှင့်ဆီယမမီရန်ကုန်တို့ကဆုရရှိသောចောင်းသားចောင်းသူများအားဆုများပေးကြပါသည်။ ပြိုင်ပွဲကိုမူလာတန်းနဲ့အလေတန်းခွဲယူကျင်းပကြောင်းလေးသိရှိရပါရဲ့ရှင်ဒီသတင်းကိုတော့မင်းမြတ်ကပြပို့လာတာပါ